ချင်းနေတပ်ဖွဲ့ဆိုတာဒူရက်ဘာဆက်ဘာပြီးစစ်မြေမှာထင်ရှားခဲ့တဲ့တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။တမျိုးချက်တပ်ဖွဲ့အိမ်နဲ့မတူတာကတော့ချင်းနေတပ်ဖွဲ့ဟာဂျပန်တွေထင်းချုပ်ထားတဲ့နေမြေတဲ့အထိတာဝေးထူဖောက်ဝင်ရောက်ပြီးတိုက်ခိုက်ခဲ့တဲ့ပျောက်ကြားစစ်စင်တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ထောင်943နဲ့ထောင်944ခုနှစ်တွေအတွင်းမှာချင်းနေတပ်ဖွဲ့တွေဟာဂျပန်တွေထင်းချုပ်ထားတဲ့ဘာပြည်ဒေသတွေမှာစစ်စင်နှစ်ကြိမ်လှုပ်ဆောင်ပြီးဂျပန်တွေရဲ့ထောက်ပံ့ပို့ဆောင်ရေးဆက်သွယ်ရေးလမ်းကြောင်းတွေကိုဖျက်တောက်ပိတ်ဆို့တိုက်ခိုက်ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ ။တမျိုးချနီးပြန်တွေကနေချီတက်တိုက်ခိုက်မှုကိုသာလှုပ်ဆောင်လေးရှိကြတဲ့မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ကတော့တောတွင်းချီတက်တိုက်ခိုက်ရမှာကျွမ်းကျင်တဲ့ဂျပန်တပ်ဖွဲ့တွေကိုပထမဆုံးအနေနဲ့တောတွင်းမှာရင်ဆိုင်တိုက်ခိုက်နေခဲ့ခြင်းလည်းဖြစ်တဲ့အတွက်လည်းချီတက်တပ်ဖွဲ့ဟာထင်ရှားကျော်ကြားခဲ့ပါတယ်။ဒီကိစ္စမှာတော့ဒုတိယကမ္ဘာစစ်ဗမာပြည်စစ်မြေပြင်မှာထင်ရှားခဲ့တဲ့ချင်းတစ်တပ်ဖွဲ့အကြောင်းကိုတင်ပြပြီးသွားမှာဖြစ်ပါတယ်။ ချင်းနှစ်တပ်ဖွဲ့အကြောင်းမပြောခင်မှာချင်းနှစ်တပ်ဖွဲ့ကမဖွဲ့စည်းရသေးခင်ကစီရေးအခြေအနေအကြောင်းကိုအရင်ပြောပြချင်ပါတယ်။ဂျပန်ရဲ့ထိုးစစ်ကြောင့်မဟာမိတ်တပ်ဖွဲ့တွေက1942ခုနှစ်ထဲမှာအိန္ဒိယကိုဆုတ်ခွာသွားခဲ့ရပါတယ်။ဂျပန်တွေဟာဗမာပြည်ဒေသမြောက်ပိုင်းမြစ်ချိနားမြို့အထိတိမ့်ပိုက်ထားနိုင်ခဲ့ပြီးတော့ဗမာပြည်ဒေသတွေမှာဗြိတိရှားကထိန်းချုပ်ထားနိုင်တာဆိုလို့ Fort Hus လို့ခေါ်တဲ့ပူတာအိုဒေသပဲကျန်တဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်ဂျပန်တွေက Argan ပြည်နဲ့ မြန်မာပြည်မြောက်ပိုင်းဒေသဘက်ကလည်းအိန္ဒိယပြည်ထဲကိုဆက်လက်ထိုးဖောက်တိုက်ခိုက်နိုင်ဖို့ကြိုးစားနေတယ်လို့မဟာမိတ်တို့ဘက်ကလည်းဗမာပြည်ဒေသတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ပြင်ဆင်နေတဲ့အချိန်ပဲဖြစ်ပါတယ်။မဟာမိတ်တို့ဟာ1943ခုနှစ်ဖွဲ့လင်းရာသီမှာဗမာပြည်ဒေသကိုပြန်လည်ထိုးစစ်ဆင်နိုင်ဖို့အစီအစဉ်တွေရေးဆွဲနေကြတာဖြစ်ပါတယ်။အဲဒီအစီအစဉ်တွေကပထမတစ်ခုကတော့ဗိုလ်ချုပ်ကြီးစတီဝဲဦးဆောင်တဲ့တရုတ်နဲ့အမေရိကန်တပ်ဖွဲ့တွေကဗမာပြည်မြောက်ပိုင်းဒေသကိုထိုးဖောက်ဝင်ရောက်ပြီး တရုတ်ပြည်ကိုဆက်သွယ်မဲ့လီရိုလမ်းမကြီးကိုဖောက်လုပ်ဖို့ဖြစ်ပြီးနောက်အစီအစဉ်တစ်ခုကတော့ဗြိတိရှတပ်ဖွဲ့တွေကအာရဂန်ပြည်ကိုထိုးစစ်ဆင်တိုက်ခိုက်ပြီးအချက်လိုခေါ်တဲ့စစ်တွေမျိုးကိုပြန်လည်သိမ်းပိုင်နိုင်ဖို့ပဲဖြစ်ပါတယ်။ချင်းနစ်တပ်ဖွဲ့ရဲ့အဓိကပဲ့ကန့်ရှင်ဖြစ်လာမဲ့ဗိုလ်မှူးချုပ်အော်ဒီဝင်းဂိတ်အိန္ဒိယကိုရောက်လာတဲ့အချိန်ဟာမဟာမိတ်တပ်ဖွဲ့တွေမမပြည်တဲကနေစုခွာနေရတဲ့ကာလအတွင်းမှာဖြစ်ပါတယ်။ဗြိတိရှအိန္ဒိယတပ်မတော်ရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးဝေဘဲကဝင်းဂိတ်ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဝေဘဲအရှိအလဲပိုင်းမှာတောင်းယူခဲ့တဲ့အချိန်တုန်းကဝင်းခေတ်ကသူ့ရဲ့လက်အောက်မှာအမှုထမ်းခဲ့တဲ့သူဖြစ်ပါတယ်။အဲဒီအချိန်တုန်းကလှုပ်ဆောင်ခဲ့တဲ့ဝင်းခေတ်ရဲ့ဖြောက်ကြားဆစ်စင်ရေးတွေကိုဗိုလ်ချုပ်ကြီးဝေဘဲကအကျွမ်းတဝင်သိရှိထားတဲ့အတွက်မြန်မာပြည်ဒေသကိုပြန်လည်ထိုးစစ်ဆင်ရမှာအကူအညီဖြစ်စေဖို့ဝင်းခေတ်ကိုအိန္ဒိယစီခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ဝင်းခေတ်ဟာအိန္ဒိယကိုရောက်ရောက်ချင်းမှာပဲမြန်မာပြည်စစ်မြေနာရဲ့စီးရဲချင်းတွေနဲ့ဂျပန်တို့ရဲ့တိုက်ခိုက်ရေးလက်ကျင်ရည်နီးပြူဟာတွေကိုထောက်လန်းလေ့လာခဲ့ပါတယ်။အဲအတောင်တင်းတဲ့ရန်သူကို တံမျိုးချာနေတိုင်းရှိကနေရင်ဆိုင်ချီတက်တိုက်ခိုက်တာမျိုးထက်ရန်သူခန့်စစ်စည်းရဲ့အနောက်ဘက်ခဲကိုထိုးဖောက်ဝင်ရောက်ပြီးပျောက်ကြားနီးနဲ့တိုက်ခိုက်တဲ့တပ်ဖွဲ့မျိုးကိုဖွဲ့စည်းဖို့သူကအကြံပြုခဲ့ပါတယ်။ဒီတပ်ဖွဲ့တွေအနေနဲ့ရန်သူထိ ंछ ုပ်ထားတဲ့နေမြေတွေကကားလန်းရထားလန်းတွေမြေကျောင်းတစ်လျှောက်ကသင်္ဘောတွေကိုတိုက်ခိုက်ဖျက်ဆီးခြင်းအပြင်ရန်ကုန်နဲ့မန္တလေးမြို့တို့လို မြို့ကြီးတွေကလည်းရှေ့တန်းစစ်မြေနာတွေရှိစီးစစ်နေတဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုဖျက်တောက်နိုင်ဖို့ဖြစ်ပါတယ်။ဒီလိုဝင်းကေရဲ့ Launch Penetration လို့ခေါ်တဲ့တာဝေးထူဖောက်စစ်စင်ရေးတပ်ဖွဲ့ဖွဲ့စည်းဖို့တင်ပြချက်တွေကိုတမျိုးကြခြေတက်တိုက်ခိုက်ရတာကိုပဲအာတန်နဲ့အိန္ဒိယကစစ်ဦးစီးအဖွဲ့တွေကတိတ်တဘောမတွေ့ခဲ့ကြပါဘူး။ဒါပေမဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝေဘဲကတော့ဝင်ကိတ်ကိုဆက်လက်လှုပ်ဆောင်ခွင့်ပေးခဲ့ပါတယ်။ဒါကြောင့်ဝင်ကိတ်ကအိန္ဒိယမှာရှိနေတဲ့ British တပ်ဖွဲ့တွေနဲ့ကနေသူ့ရဲ့တပ်ဖွဲ့ဝင်တွေကိုရွေးချယ်ဖွဲ့စည်းခဲ့ပါတယ်။ဝင်ကိတ်ဖွဲ့စည်းခဲ့တဲ့တပ်ဖွဲ့ကိုတရားဝင်အားဖြင့်အမှတ်89 အိန္ဒိယချင်းလင်တပ်မဟာလို့ခေါ်ပါတယ်ဒီတပ်ဖွဲ့တွေမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေကတော့အမတ်73လေဘာဘူးဘရင်တက်ရင်အမတ်142ကွန်မန်ဒိုတပ်ဖွဲ့အမတ်နဲ့အမတ်3ကိုရခါရိုင်ဖယ်တပ်ဖွဲ့တွေနဲ့ဘာမာရိုင်ဖယ်တပ်ရင်းတို့ဖြစ်ပါတယ်အမတ်နဲ့ဘာမာရိုင်ဖယ်တပ်ရင်းလို့ခေါ်တဲ့ဘမတနက်ကင်တပ်ရင်းဟာဘမပြည်ဒေသကနေစုခွာလာပြီးတဲ့နောက်ဖြတ်သိမ်းခဲ့ရတဲ့ဘာမာရိုင်ဖယ်တပ်ရင်းတွေကလက်ကျန်တပ်ဖွဲ့တွေနဲ့ပြန်လည်စုဖွဲ့ထားတဲ့တပ်ရင်းပဲဖြစ်ပါတယ် ဒီတိုက်ခိုက်တပ်ဖွဲ့တွေအပြင်ဗြိတိရှတော်ဝင်လေတပ်ကတပ်ခွဲတွေဆက်သွယ်ရေးတပ်ခွဲနဲ့လန်နန်ရီခါတည်ယူပို့ဆောင်ရေးတော်ဝင်တင်လာတပ်ဖွဲ့တစ်ဖွဲ့ကိုလည်းဝင်ကိကထည့်သွင်းဖွဲ့စည်းခဲ့ပါတယ်ဝင်ကိရဲ့တပ်ဖွဲ့တွေဟာသူတို့မကြွမ်းကျင်တဲ့တော်ရင်စစ်စင်ရေးကိုလှုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ချူတင်ပြင်ဆင်တဲ့အနေနဲ့အင်ဒရီယာပြည်အလဲပိုင်းကတောနယ်တွေထဲမှာတော်ရင်လက်ကျင်ရဲ့အစီအစဉ်တွေကိုလည်းအပြင်းထန်လက်ကျင်ခဲ့ကြရပါတယ်ဒီလက်ကျင်ရဲ့အစီအစဉ်တွေမှာတော်ရင်ခီးရှည်ချီတက်ခြင်းရန်သူကိုပျောက်ကြားနိုင်တဲ့ခြုံခုတိုက်ခိုက်ခြင်း ရန်သူတွေမမြင်နိုင်အောင် တောနတ်တွေကိုအကအခွေအဖြစ်အသုံးချခြင်းရန်သူရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုရှာဖွေဖျက်ဆီးခြင်းစတဲ့လက်ကျင်ခံတွေကိုလက်ကျင်ပြင်ဆင်ခဲ့ကြရပါတယ်။ဒီအမှတ်89အိန္ဒိယချင်းလင်တပ်မဟာကိုစစ်ကြောင်း၈ခုခွဲထားပေမဲ့လက်ကျင်ကာလမှာဒဏ်ရာရရှိခဲ့တဲ့တပ်ဖွဲ့ဝင်တွေနေရာမှာအစားထိုးနိုင်ဖို့အမှတ်6စစ်ကြောင်းကိုဖျက်သိမ်းပြီးကျန်တဲ့စစ်ကြောင်းတွေကိုအင်အားပြန်လည်ဖြစ်တင်းခဲ့ပါတယ်။စစ်ကြောင်းတစ်ကြောင်းစီမှာတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်၄၀၀ပါဝင်သလိုကင်းထောက်တပ်ဖွဲ့တစ်ဖွဲ့စီပါဝင်ပါတယ်။ စစ်ကြောင်းတွေရဲ့ကင်းထောက်တပ်ဖွဲ့တွေဟာဗမာပြည်ဒေသကိုအကျွမ်းတဝင်ရှိတဲ့ဘာမာရိုင်ဖယ်တပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါအပြင်စစ်ကြောင်းတစ်ခုစီမှာဝန်တယ်လာအကောင်120လောက်ပါဝင်တဲ့တယ်ယူရေးအဖွဲ့လေကြောင်းထောက်ပံ့မှုတွေကိုညွှန်ကြားဖို့အတွက်လေတပ်ဆက်သွယ်ရေးအရာရှိနဲ့ရေဒီယိုအော်ပရေတာအဖွဲ့စစ်ကြောင်းတွေအပြန်အလှန်ချိတ်ဆက်ဆက်သွယ်ဖို့ရေဒီယိုအဖွဲ့တွေနဲ့ဆီယောင်တယောက်စသဖြင့်ပါဝင်ပါတယ်။ဒီတပ်ဖွဲ့ရဲ့တရားဝင်နာမည်ကအမှတ်89အိန္ဒိယချင်းလင်တပ်မဟာဖြစ်ပေမဲ့ ချင်းတစ်တက်ဖွဲ့လို့လည်းခေါ်ကြပါဗျ။ချင်းတစ်ဆိုတာချင်းသိဆိုတဲ့အတန်ထွက်ကိုယူထားတာပါ။ဗမာပြည်ဒေသကဖျားစီဒီတွေမှာတွေ့ရလေရှိတဲ့အဆောက်အကျက်ချင်းသိရုပ်ကြီးတွေကိုအစွဲဖြူပြီးချင်းသိတက်ဖွဲ့ဆိုပြီးတော့နာမည်ပေးထားတာဖြစ်ပါတယ်။မဟာမိတ်တွေရဲ့အစီအစဉ်ကတော့1943ခုနှစ်ပွင့်လင်းရာသီမှာဗမာပြည်မြောက်ပိုင်းဒေသကိုဗိုလ်ချုပ်ကြီးစတီဝဲရဲ့တက်ဖွဲ့တွေကထိုးစစ်ဆင်ပြီးအာရဂန်ဒေသတွေကိုဗြိတိရှားတက်ဖွဲ့တွေကထိုးစစ်ဆင်ရမှာဖြစ်ပါတယ်။ချင်းသိတက်ဖွဲ့တွေနင်းကတော့ အဲ့ဒီထိုးစစ်ကြီးနှစ်ခုရဲ့အလဲကနေဗမာပြည်ဒေသတွေကိုဝင်ရောက်ပြီးရှင်းထွေးမြစ်နဲ့ AR မြစ်ကြားမှာဂျပန်တွေရဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ယှက်ဖြတ်တောက်ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီထိုးစစ်ကြီးနှစ်ခုစလုံးဟာအောင်မြင်မှုမရခဲ့ပဲဗမာပြည်ထဲကိုဝင်ရောက်နိုင်ဖို့ကြံ့ကြာနေခဲ့ပါတယ်။ဒါကြောင့်ချင်းနစ်တပ်ဖွဲ့တစ်ဖွဲ့တည်းဗမာပြည်ထဲကိုထိုးဖောက်ဝင်ရောက်ပြီးဆက်စင်ရေးလှုပ်ဆောင်ခင်းချရတာဖြစ်ပါတယ်။ချင်းနစ်တပ်ဖွဲ့ရဲ့ပထမဦးဆုံးဆက်စင်ရေးဖြစ်တဲ့ဒီဆက်စင်ရေးကိုတော့ Operation Long Cloak ဝေယောရှိဆက်စင်ရေးလို့ ခေါ်ပါတယ်။ Operation Lockout လို့ခေါ်တဲ့ဝေယုံရှင်စစ်စင်ရေးရဲ့အဓိကရည်ရွယ်ချက်ကတော့ဗမာပြည်ဒေသမြောက်ပိုင်းကိုဂျပန်တွေရဲ့ထောက်ပံ့ပို့ဆောင်ရေးဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မန္တလေးမြစ်ကြီးနားယထာလမ်းကိုဖျက်တောက်နိုင်ဖို့မန္တလေးတဝိုက်မှာဂျပန်တွေကိုနှောက်ယှက်တိုက်ခိုက်ဖို့နဲ့ဖြစ်နိုင်တဲ့ AR မြစ်ကိုဖျက်ခူးပြီးမန္တလေးလာရှိုးယထာလမ်းကိုပါဖျက်တောက်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ချင်းစစ်တပ်ဖွဲ့ရဲ့စစ်ကြောင်းတွေကိုလွယ်ကူစွာရွေ့လျားနိုင်မှုနဲ့လုံခြုံစွာချီတက်နိုင်မှုတို့အတွက်ဦးစားပေးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ တပ်ဖွဲ့တွေကပုံမှန်လမ်းတွေအခြေစိုက်ဆက်သွယ်ရေးစခန်းတွေကိုအဓိကအားပြုရတာမဟုတ်ဘူးအတွက်စစ်ကြောင်းတွေကတောနယ်တွေထဲမှာခြိုက်သလိုသွာလာလှုပ်ရှားလို့ရပါတယ်။ဒါကြောင့်ဂျပန်တွေနဲ့အခြေအခံနိုင်မှုခက်ခဲမှာဖြစ်တဲ့အတွက်တပ်ဖွဲ့တွေချီတက်တိုက်ခိုက်ရမှာလုံခြုံမှုပုံမှန်ရှိစေမှာဖြစ်ပါတယ်။ရိခါလက်နက်ထောက်ပံ့ပို့ဆောင်ရေးအပိုင်းမှာဆိုရင်လေတမယိုးကြနီလန်းတွေအတိုင်းတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာစီမြေပြင်ကနေလမ်းတွေအတိုင်းလာရောက်ပို့ဆောင်လာမျိုးမဟုတ်ပဲလေကြောင်းကနေခြာပေးတဲ့နီလန်းကိုအသုံးပြုထားတာဖြစ်ပါတယ်ဒီလိုလေကြောင်းကနေထောက်ပံ့ပို့ဆောင်မှုတွေကိုတော့ ဗြိတိရှတော်ဝင်လေတပ်ကတပ်ခွဲတွေကအရှိဘင်္ဂလားဒေသအာဂတာလမှာရှိဆိုင်ပြီးပြန်တမ်းပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။လေရင်တွေနဲ့ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းတွေချပေးတဲ့နေရာမှာတိုက်လေရင်တွေကသူတို့ပြန်တမ်းနိုင်တဲ့အခွာအဝေးအတွင်းလိုက်ပါစောင့်ချက်ပေးလေးရှိပါတယ်။ဒါပေမဲ့အရေးပေါ်ပြန်တမ်းထောက်ပံ့ရတဲ့ခီးစဉ်တွေမှာတော့တိုက်လေရင်တွေရဲ့အခအခွဲမပါဘဲပြန်တမ်းခဲ့ကြရပါတယ်။ဒီစစ်စင်ရေးအတွင်းမှာတော့ထောက်ပံ့ပို့ဆောင်ရေးလေရင်တစည်းမှဆုံးရှုံးမှုမရှိခဲ့ပါဘူး။ ချင်းနစ်စစ်ကြောင်းတွေဟာသူတို့ရောက်ရှိတဲ့နေရာပေါ်မူတည်ပြီးဘယ်အချိန်ဘယ်နေရာမှာထောက်ပံ့ရေးပစ္စည်းတွေချပေးရမယ်ဆိုတာလှမ်းပြီးအကြောင်းကြားရပါတယ်။သူတို့အကြောင်းကြားပြီးတဲ့အချက်လက်အတိုင်းထောက်ပံ့ပို့ဆောင်ရေးလေယာဉ်တွေကလေဒီနဲ့လာချပေးတာဖြစ်ပါတယ်။အစာပိုင်းမှာတော့တစ်ပင်တွေမရှိဘဲရှင်းလင်းနေတဲ့ကွင်းပြင်တွေမှာချပေးမှအဆင်ပြေမယ်လို့သူတို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့တောနယ်တွေထဲမှာခြေတက်တိုက်ခတ်ရတာဖြစ်သလိုအရေးပေါ်အခြေအနေနဲ့ချပေးရတာဖြစ်တဲ့အတွက်ကွင်းပြင်တွေကိုအမြဲအသုံးပြုနိုင်ဖို့ကမလွယ်ကူပါဘူး။ နောက်ပိုင်းမှာတော့တောနတ်ထဲကိုလေကြီးနဲ့ချပေးတာကလည်းအဆင်ပြေတယ်ဆိုတာသိလာခဲ့ကြရတဲ့လို့ဆိုပါတယ်။ရန်သူနေမြေတွေကတောနတ်တွေထဲမှာရွှေလျားနေကြတဲ့တပ်ဖွဲ့တွေကိုလေကြောင်းကနေထောက်ပံ့ရေးပစ္စည်းတွေချပေးရတာဟာအင်မတန်ခက်ခဲတဲ့စစ်ဆင်ရေးဖြစ်ပါတယ်။ဒါကြောင့်ချင်းတပ်ဖွဲ့ဝင်တွေဟာသူတို့လိုအပ်တဲ့ရိတ်ခါပမာဏရဲ့တစ်ဝက်လောက်ကိုပဲရရှိခဲ့ကြရပါတယ်။ဒီစစ်ဆင်ရေးကာလအတွင်းမှာပြည်ထရှာတောင်းဝင်လေတပ်ကထောက်ပံ့ရေးတပ်ဖွဲ့တွေအနေနဲ့လေရင်ပြတ်တမ်းမှု188ကျင်းပြုလုပ်ခဲ့ရပြီး ထောက်ပံ့ရေးပစ္စည်း303တန်ကိုလှေတီးနဲ့ချပေးနိုင်ခဲ့တယ်လို့ဆိုပါရယ်။ဒါကတော့ချင်းစစ်တပ်ဖွဲ့တွေပမာပြည်ဒေသတွေကိုထူးဖောက်ဝင်ရောက်ပြီးစစ်စင်ရေးလှုပ်ဆောင်ရမှာဘလို့ထောက်ပံ့ရေးနီးလန်းတွေကိုအသုံးပြုခဲ့တယ်လဲဆိုတာကိုပြောပြသွားတာပဲဖြစ်ပါရယ်။စစ်စင်ရေးအကြောင်းကိုဆက်ပြောရမယ်ဆိုရင်တော့1943ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာချင်းစစ်တပ်ဖွဲ့တွေဟာအိန္ဒိယပြည်အင်ဖာဒေသကနေဗမာပြည်ထဲကိုစတင်ချီတက်လာခဲ့ကြပါတယ်။ဒီလိုချီတက်နေကြမှာစစ်ကြောင်းတွေကိုအုပ်စုနှုတ်စုခွဲပြီးချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ရောက်ဖက်အုပ်စုကတော့ဝင်းကိတ်ကိုရိုင်းပါဝင်တဲ့တက်မာဟာကုကဲမှုအဖွဲ့နဲ့အတူအမှတ်3 4,5,8စတဲ့စစ်ကြောင်း၅ကြောင်းလိုက်ပါချီတက်ပါတယ်။ဒီအုပ်စုမှာတပ်ဖွဲ့ဝင်အား2000ပါဝင်ပြီးဝင်တယ်လား850ပါဝင်ပါတယ်။နောက်ဖက်အုပ်စုမှာတော့အုပ်စုကုကဲအဖွဲ့နဲ့အတူအမှတ်1အမှတ်2စစ်ကြောင်း၂ကြောင်းပါဝင်ပြီးတပ်ဖွဲ့ဝင်1000ဝင်တယ်လား250ပါဝင်ပါတယ်။ဒါကော43ခုနဲ့ဖေဖော်ဝါရီလ17ရက်နေ့ညမှာတော့ချင်းစ်တပ်ဖွဲ့တွေဟာချင်းတွင်းမြစ်ကိုဖျက်ခုခဲ့ကြပါတယ်။ အစောပိုင်းကာလမှာတော့ရန်သူနဲ့ထိတွေ့တိုက်ခိုက်မှုတွေမရှိဘဲချီတက်နိုင်ခဲ့ပါတယ်။စစ်ကြောင်းနှစ်ကြောင်းပါဝင်တဲ့တောင်ဘက်အုပ်စုဟာရှင်းတွင်းမြစ်ကိုဖျက်ကူးပြီးတောင်ဘက်ကိုချီတက်လာခဲ့ပါတယ်။ဒီစစ်ကြောင်းဟာဂျပန်တွေကသူတို့ကိုအဓိကစစ်ကြောင်းလို့ထင်သွားအောင်အယောင်ပြဖို့အတွက်ရည်ရထားခဲ့တာဖြစ်ပြီးပေါ်ပေါ်ထင်ထင်ပဲချီတက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဗြိတိရှာလေတက်ကလည်းဒီစစ်ကြောင်းတွေတားတဲ့ဘက်မှာဂျပန်ပြည်မတ်တွေကိုလာရောက်တိုက်ခိုက်တာတွေလုပ်ခဲ့ပြီးအဓိကစစ်ကြောင်းလို့ဂျပန်တွေထင်လာအောင်ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့်မကြာခင်မှာပဲဂျပန်ကင်းလက်တပ်ဖွဲ့တွေဖြစ်နေတွေ့ဆုံပြီးစတင်တိုက်ခိုက်ခဲ့ကြရပါတယ်။သူတို့အနေနဲ့တောင်ဘက်ကိုအရောင်ပြစစ်ကြောင်းအနေနဲ့ဆင်းသွားပြီးတဲ့နောက်ရုတ်တရက်အရှိတ်ဘက်ကိုဆက်သွားပြီးမန်လီမြစ်ချနာရထားလမ်းကိုတောရောက်ဖြတ်စည်းဖို့အတွက်ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ဂျပန်ဘက်ကလည်းချင်းနစ်တပ်ဖွဲ့တွေကိုစတင်တွေ့ရှိတဲ့အချိန်မှာသူတို့နေမြေတွေလာပြီးထောက်လန်းနေကြတဲ့ကင်းတောက်တပ်ဖွဲ့လေးတွေပဲဖြစ်မယ်လို့ထင်ခဲ့ကြပါတယ်။ပြီးတော့ဒီတပ်ဖွဲ့တွေကိုထောက်ပံ့ရေးလမ်းကြောင်းတွေကလည်းချင်းရွင့်မြစ်ကိုဖြတ်ကူပြီးပို့ဆောင်လိုက်မယ်လို့ထင်ထားခဲ့ကြပါတယ်။ ဂျပန်တိုက်တိုင်တွေအများကြီးကင်းလှည့်နေတဲ့ဒေသမှာနှိကွေးတဲ့တယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့လာပြီးရိခါထောက်ပံ့ပေးလိမ့်မယ်လို့ဂျပန်တွေကမထင်ထားခဲ့ကြပါဘူး။ဒါကြောင့်ဂျပန်တိုက်ရင်ဟာချင်းတွင်းမြေဘက်ကိုအဓိကအာရုံစိုက်ပြီးမဟာမိတ်တပ်ဖွဲ့တွေရဲ့ရိခါထောက်ပံ့ရေးလမ်းကြောင်းကိုလိုက်လံရှာဖွေနေခဲ့ကြပါတယ်။နောက်ပိုင်းမှာမှချင်းတွင်းတပ်ဖွဲ့တွေကိုလေကြောင်းကနေရိခါထောက်ပံ့ပေးနေတာကိုသိရှိသွားပြီးတော့ဂျပန်တပ်ဖွဲ့တွေဟာနေရာအနှံ့လိုက်ရှာပြီးတိုက်ခိုက်ဖို့အတွက်လှုံ့ဆော်လာခဲ့ကြပါတယ်။တောင်ဘက်ကိုအယောင်ပြဆင်းလာတဲ့ချင်းတစ်စစ်ကြောင်းနှစ်ကြောင်းဟာ ယထာလန်းကိုဖျက်တောက်နိုင်မှုအတွက်အရှိတ်ဘက်ကိုပြောင်းလဲချီတက်ခဲ့ကြပါတယ်စစ်ကြောတစ်ကြောကတော့ရီမန်းချက်နေရာအထိချီတက်နိုင်ခဲ့ပြီးတော့ယထာလန်းကိုဖျက်ဆီးနိုင်ခဲ့ပါတယ်နောက်စစ်ကြောတစ်ခုကတော့ဂျပန်တွေရဲ့ချုံခုတိုက်ခိုက်ခြင်းကိုခံရတဲ့အတွက်အထိခိုက်အကြအဆုံးများပြီးတော့အိန္ဒိယစီကိုပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်အဓိကစစ်ကြောကြီးဖြစ်တဲ့မြောက်ဖက်အုပ်စုကတော့ချင်းတွင်းမြစ်ကိုဖျက်ကျော်ပြီးတာနဲ့အရှိတ်ဘက်ကိုတန်းတက်မမတ်ချီတက်ခဲ့ကြပါတယ်ဒီစစ်ကြောင်းတွေကလည်းလက်တလျှောက်မှာဂျပန်တွေနဲ့အပြင်းထန်တိုက်ခိုက်ခဲ့ကြရပြီးတော့ စစ်ကြောင်းတစ်ချောင်းဟာအထိခိုက်အကြဆုံးများခဲ့ပြီးပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။မလဆိုင်းမြမှာတော့မန္တလေးမြချင်းနာရထားလမ်းကိုရောက်ရှိသွားခဲ့ကြပြီးစစ်ကြောင်းတိတိကရထားလမ်းပိုင်းနေရာတွေအသီးသီးမှာဖြည့်ဆည်းနိုင်ခဲ့ကြပါတယ်။အရင်နောက်မှာတော့ချင်းတက်ဖွဲ့တွေဟာမန္တလေးလာရှိုးမြရထားလမ်းကိုဖျက်တောက်နိုင်ဖို့အတွက် AR မြစ်ကိုဖျက်ချော်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။မလကူရနေကနေဆက်ရှိနေကြမှာစစ်ကြောင်းတိတိဟာ AR မြစ်ကိုဖျက်ချော်ခဲ့ရပါတယ်။ဒါပေမဲ့ AR မြစ်ကိုဖျက်ချော်ပြီးတဲ့နောက်မှာချင်းတက်ဖွဲ့တွေဟာအခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။မြန်မာနိုင်ငံပြည်အနေထားကစစ်စင်ရေးလှုပ်ဆောင်မှုခက်ခဲတဲ့အပြင်ဂျပန်တပ်ဖွဲ့တွေကလည်းပုံမှန်များပြားတဲ့အင်အားနဲ့ချင်းကပ်လာနေတဲ့အတွက်ရှေ့ဆက်ချီတက်ဖို့အတွက်မလွယ်ကူတဲ့အခြေအနေပဲဖြစ်ပါတယ်။ဒါအပြင်လေကြောင်းထောက်ပံ့မှုတွေလုပ်နိုင်မှုအတွက်လည်းလက်လက်မမီတဲ့အကွာအဝေးဖြစ်လာခဲ့ပါတယ်။ရေခါပြက်လက်မှုလက်ဖျားနဲ့တိုက်ဖိုက်လို့ရောဂါပြရထူပြောမှုနဲ့ပြန်ပန်းတွန်းနေမှုတွေကြောင့်တပ်ဖွဲ့ဝင်တွေအနေနဲ့ဝင်တင်လာတွေနဲ့ချမ်းမာရေးအခြေအနေတွေကလည်းချိုးယွင်းလာခဲ့ပါတယ်။အဆိုးဆုံးကတော့ ဖျားနာတဲ့သူတွေနဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတောထဲကနေရွှေ့ပြောင်းကယ်ဆယ်တာမျိုးမလုပ်ပေးနိုင်တဲ့အတွက်တပ်ဖွဲ့ဝင်တွေရဲ့စိတ်တပိုင်းဆိုင်ရာကိုထိခိုက်ကြဆင်းစေခဲ့ပါတယ်ထိခိုက်ဒဏ်ရာရဖျားနာတဲ့တပ်ဖွဲ့ဝင်တွေကိုစစ်စင်ပြုလုပ်ခဲ့တဲ့လမ်းတစ်လျှောက်မှာရွာလေးတွေတောနယ်တွေထဲမှာလက်နက်ရိခါတချို့နဲ့အတူအသက်ရှင်နိုင်ဖို့အခွင့်အရေးနည်းပါးတဲ့အခြေအနေမှာထားခဲ့ကြရတာပဲဖြစ်ပါတယ်ဒီလိုခက်ခဲတဲ့အခြေအနေတွေကြောင့်ချင်းတက်ဖွဲ့တွေဟာ AR မြစ်ကိုပြန်လည်ဖြတ်ကူးပြီးစုခွာဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ် ကတာမြို့တောင်ဘက်ကအင်းရွာမှာ AR မြစ်ကိုပြန်လည်ဖြတ်ကူးတဲ့အချိန်မှာဂျပန်တွေကတရှိသွားခဲ့ပြီးဝိုင်းရံပိတ်ဆို့လာတဲ့အတွက်ချင်းတက်တောက်ဖွဲ့တွေဟာစစ်ကြောင်းတွေကိုတက်စုအဖွဲ့ငယ်လေးတွေခွဲပြီးဖြန့်ထုတ်လိုက်ပြီးတော့မြစ်ကြောင်းတက်လျှောက်မှာအတီးအီးဖြတ်ကူးလာခဲ့ကြရပါတယ်။ဒီလိုပြန့်ကျဲသွားတဲ့တက်စုအဖွဲ့ငယ်လေးတွေဟာကိုယ့်အစီအစဉ်လေးကိုလမ်းကြောင်းအတီးအီးကနေအိန္ဒိယကိုအရောက်ပြန်ကြဖို့ပဲဖြစ်ပါတယ်။ဗမာပြည်ဒေသကတောနက်တွေထဲမှာ၃လကျော်ကြာအောင်စစ်စင်ရေးတွေလှုပ်ဆောင်ခဲ့ကြရတဲ့ချင်းတက်တောက်ဖွဲ့ဝင်တွေရဲ့အိန္ဒိယအပြန်ခီးဟာ ခက်ခဲကြံတန်းလုပ်ခဲ့ပါတယ်။အခုတည်းကရိခါပြက်လက်မှုနဲ့ပြမန်းတွန်းတဲ့မှုကိုရင်ဆိုင်ခဲ့ရတဲ့တပ်ဖွဲ့ဝင်တွေဟာတခွေးကပြားစီပြန့်ကျဲပြီးကိုယ့်အစီအစဉ်တွေကိုကိုယ့်အစုအဖွဲ့လေးတွေနဲ့ကိုပြန်လာရတဲ့လမ်းခီမှာတော့လေချောင်းကနေရိခါထောက်ပံ့မှုရရှိနိုင်ဖို့ကလည်းပိုပြီးတော့မလွယ်ကူတဲ့အခြေအနေဖြစ်ပါတယ်။တချို့ဆိုရင်ဝင်တင်လာတွေကိုတော့မှ ပြန်ပြီးစားခဲ့ရတယ်လို့ဆိုပါတယ်။ရန်သူနေမြေတွေကတောင်းတဲ့တွေထဲမှာမြေကြီးနှစ်ဆင့်ကိုဖျက်ကူးပြီးပြန်လာရတဲ့ခီးမှာတော့ တချို့ကအိန္ဒိယကိုဆိုက်ဆိုက်မြက်မြက်ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။တချို့ကတော့လန်ခီမှာလေကြောင်းကနေကဲတင်နိုင်ခဲ့ပါတယ်။အဖွဲ့တစ်ခုကတော့ဂျပန်တွေကိုရှောင်ရှားရင်ဗမာပြည်မြောက်ပိုင်းကတဆင့်တရုတ်ပြည်တွေအထိရောက်ရှိသွားခဲ့ပါတယ်။တချို့ကတော့ဂျပန်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးတော့တချို့ကတော့လန်ခီမှာပဲတည်ဆုံခဲ့ကြရပါတယ်။ချင်းနစ်တပ်ဖွဲ့ရဲ့မူလအင်အားဖြစ်တဲ့တပ်ဖွဲ့ဝင်၃00လောက်က2182ယောက်ပဲအိန္ဒိယကိုပြန်လည်ရောက်ရှိလာနိုင်ခဲ့ပါတယ်။ထိခိုက်ကြဆုံးတာဖျားနာရောဂါကြောင့် တိုက်စုံနာတွေနဲ့ဂျပန်တွေရဲ့ဖမ်းဆီးတာကိုခံရတာစရတွေကြောင့်တပ်ဖွဲ့ဝင်၃ဘုံတဘုံလောက်ကိုဆုံးရှုံးခဲ့ကြရတာဖြစ်ပါတယ်။ပြန်လည်ရောက်ရှိလာတဲ့သူတွေထဲကလည်းတပ်ဖွဲ့ဝင်၆လောက်ကပဲနောက်ပိုင်းမှာစစ်စင်ရေးတာဝန်ပြန်လည်ထမ်းဆောင်နိုင်ခဲ့ပါတယ်။ချင်းစ်တပ်ဖွဲ့တွေရဲ့ Operation Long Club ဝေယုံရှင်စစ်စင်ရေးဟာဆုံးရှုံးမှုကြီးမားခဲ့ပေမဲ့မဟာမိတ်တွေအတွက်ကတော့စစ်တပ်ပိုင်းဆိုင်ရာအဝဲတစ်ခုကိုရရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဝင်းကြီးရဲ့တာဝေးထူဖို့စစ်စင်ရေးအယူအဆကိုစစ်မြေပြင်မှာလက်တွေ့လှုပ်ဆောင်နိုင်ခဲ့ပြီးတော့ တောထွင်းတိုက်ခိုက်ရေးမှာကျွမ်းကျင်တယ်လို့နာမည်ကြီးတဲ့ဂျပန်တွေကိုမဟာမိတ်တို့အနေနဲ့ဗမာပြည်တောနယ်ထဲမှာပထမအဆုံးအချိန်ရှင်ပြိုင်ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။လန်ဒန်ထိုင်းသတင်းစာကဒီစစ်စီရင်အကြောင်းကိုဖော်ပြခဲ့ပြီးတော့ချင်းတစ်စစ်စီရင်နဲ့ဘုံမှုချုပ်ဝင်းဂိတ်တို့ဟာပြည်တရှိပြည်သူတွေအကြားကြော်ကြားသွားခဲ့ပါတယ်။ချင်းတစ်တပ်ဖွဲ့ရဲ့ပထမစစ်စီရင်ဟာပေးဆက်ရမှုကြီးမားခဲ့ပေမဲ့နောက်တစ်ချိန်စစ်စီရင်လှုပ်ဆောင်နိုင်မှုအတွက်အတွေ့အကြုံတွေပြင်ဆင်စရာသင်ခန်းစာတွေအများကြီးရရှိခဲ့တယ်လို့ဆိုရမှာပါ။ ်ချင်းနီတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့်ပျက်စီးခဲ့တာတွေကိုဂျပန်တွေကရပ်ပိုင်းအတွင်းပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဝင်းခိတ်ကတော့နောက်ထပ်တစ်ချိန်စစ်စင်ရေးလှုပ်ဆောင်နိုင်ဖို့ဆုံးဖြတ်ထားပါတယ်။ဒီတစ်ချိန်မှာတော့တပ်ဖွဲ့ဝင်တွေကိုလက်နက်ရိက္ခာထောက်ပံ့ရေးအပြင်ထိခိုက်ဒဏ်ရာရဖျားနာရတဲ့သူတွေကိုတောနယ်တွေထဲကနေပြန်လည်ကယ်ထုတ်နိုင်မဲ့စိတ်ချရတဲ့နည်းလမ်းကိုသာရှာဖွေနိုင်မယ်ဆိုရင်ဒါမဲ့နှစ်ပွင့်လင်းရသည်မှာချင်းနီတပ်ဖွဲ့အနေနဲ့ဂျပန်တွေကိုကြီးကြီးမားမားထိခိုက်ပျက်စီးတာတွေလှုပ်ဆောင်နိုင်မယ်လို့ဝင်းခိတ်ကယုံကြည်ထားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ချင်းစစ်တပ်ဖွဲ့ရဲ့ပထမဆစ်စင်ရေးဖြစ်တဲ့ Operation Long Globe ဝေယုံရှင်ဆစ်စင်ရေးအကြောင်းကိုတင်ပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဒုတိယဆစ်စင်ရေးအကြောင်းကိုတော့နောက်တစ်ပတ်မှာဆက်လက်တင်ပြပေးသွားပါမယ်။ကြည့်ရှုနားဆင်အားပေးကြပါဦးခင်ဗျာ။